တတိယနေ့အဖြစ်အီရန်နဲ့အစ္စရေးကြားလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတတိယမြောက်နေ့အဖြစ်ဇွန်လ15ရက်နေ့မှာလည်းအီရန်နဲ့အစ္စရေးတို့ဟာနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေစေဖြစ်ပြီးနှစ်နိုင်ငံကြားအလုံးစုံစစ်ပွဲကြီးဖြစ်ပွားလာမှာကိုနိုင်ငံတကာစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ လက်ရှိအချိန်ထိတော့အရှိအလေပိုင်းဒေတာကခါတီးရန်ဘက်နှစ်နိုင်ငံဟာလေကြောင်းကနေပဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။ဇွန်လ15ရက်နေ့မှာအီရန်ဟာအစ္စရေးကိုဒုံးကျည်တွေအလုံးရင်းနဲ့နောက်တထုပ်ပစ်ခတ်ခဲ့တယ်လို့အစ္စရေးကလည်းအီရန်နိုင်ငံအနှံ့ကစီရီးနဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အုံတွေကိုလေကြောင်းကနေဆက်လက်တိုက်ခိုက်နေဆဲပါ။ဇွန်လ14ရက်ညပိုင်းနဲ့ဇွန်လ 9ရက်မနက်ပိုင်းတုန်းကအီရန်ရဲ့ဒုံးကျည်တွေဟာအစ္စရေးမြောက်ပိုင်းကိုကြားရောက်ပောက်ကွဲပြီးအနည်းဆုံး9ဦးသေ13ဦးလောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အလားတူဇွန်လ15ရက်နေ့မနက်အယုံမတက်ခင်မှာအစ္စရေးဟာတဟီယန်မြို့တော်မှာရှိတဲ့အီရန်ကာကွယ်ရေးဝန်ကြီးဌာနနေရာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ကြောင်းအီရန်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။နောက်ပြီးတဟီရန်အနောက်မြောက်ပိုင်းမှာရှိနေတဲ့ရှာယန်ရေနံရုံတွေကိုလည်းအစ္စရေးကတိုက်ခိုက်ခဲ့ကြောင်းအီရန်ကပြောပါတယ်။ အဲ့ဒီနေရာမှာအပြင်းထန်မီးလောင်နေပြီးနိုင်ရည်နဲ့ခြေချမြင့်လာတဲ့အထိမီးကိုထိန်းချုပ်ဖို့ကြိုးစားနေရဆဲပါလူမှုကွန်ရက်မီဒီယာပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေမှာတော့အစ္စရေးမြောက်ပိုင်းဒေသကောင်းကင်ယံကိုဝင်ရောက်လာတဲ့အီရန်ဒုံးကျည်တွေကိုတွေ့ခဲ့ရပါတယ်အစ္စရေးမီဒီယာတွေကအဲ့ဒီဒုံးကျည်တွေကတချို့ဟာဟိုင်ဖာမျိုးနဲ့တန်ယာမျိုးတွေကိုထိမှန်ခဲ့တယ်လို့ဖော်ပြထားကြပါတယ်အီရန်ဟာစွမ်းအင်ဆိုင်ရာအခြေခံစောက်အုံတွေတရှိပြီး မဟာဗျူဟာအရာ အရေးပါတဲ့ဟိုင်ဖာကိုတိုက်ခိုက်လာနိုင်ကြောင်းကြိုတင်ခံမှန်းမှုတွေရှိခဲ့ပြီးသားပါအီရန်ရဲ့ဒုံးကျည်တွေဟာအစ္စရေးနိုင်ငံအလဲပိုင်းကိုလည်းကျရောက်ခဲ့ပြီးတဲအဖစ်မျိုးလေအေရီးယားတစ်ခုဖြစ်တဲ့ဘယန်မှာလည်းဒုံးကျည်ထိမှန်တဲ့နေရာတွေမှာကယ်ဆယ်ရေးလုပ်ငန်းတွေအပူတပြင်းဆောင်ရွက်နေရပါတယ်အဆောက်အုံတစ်ခုကိုဒုံးကျည်တိုက်ရိုက်ထိမှန်ခဲ့ပြီးအနည်းဆုံး3ဦးတေတရာလောက်ဒဏ်ရာရခဲ့တယ်လို့ကနအူးသတင်းတွေထွက်ပေါ်နေပါတယ် အစောပိုင်းမှာအစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတ်ကအီရန်သာဒုံးကျည်ပစ်ခတ်မှုတွေကိုမရက်ဘူးဆိုရင်တဟီရန်တမျိုးလုံးမီဟုံဟုံတောက်သွားစေမယ်လို့ချင်းချောက်ထားခဲ့ပါတယ်။အီရန်ရဲ့အင်အားအကြီးဆုံးလက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့အီရန်တော်လှန်ရေးအစောင့်တပ် RQ ရဲ့ထုတ်ပြန်ချက်မှာတော့ဇွန်လ15ရက်နေ့တိုက်ခိုက်မှုမှာအစ္စရေးရဲ့လေယာဉ်စီထုတ်လုပ်တဲ့နေရာတွေကိုအဓိကပြစ်မှတ်ထားခဲ့ကြောင်းအစ္စရေးဘက်ကရန်လိုမှုတွေဆက်ရှိနေတော်၍ အီရန်ရဲ့တိုက်ခိုက်မှုတွေကပိုမိုအရှိန်မြင့်လာမှာဖြစ်ကြောင်းသတိပေးချိန်ချောက်ထားပါတယ်။